Hello အားလုံးမင်္ဂလာပါဒီနေ့တော့စုကပဲပြားကိုမာလာရတာလီနဲ့ကြော်စားကြည့်မှာဖြစ်ပါရဲ့ဘရတာအစ်စ်စံလေးဖြစ်လို့စိတ်ဝင်စားရဆိုရင်တော့ဆွေးဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်နော်စုလိုမျိုးပဲမာလာကိုပုံစံမျိုးမျိုးနဲ့စားရတာကြိုက်ကြလားဒါဆိုရင်တော့ဒီလိုမျိုးပဲပြားကိုမာလာရတာလီနဲ့ကြော်စားကြည့်ပါနော်အရင်စားလို့ကောင်းပါရဲ့ ။တဲပြားကိုတော့သူကအခုလိုမျိုးတရွဲပဲတုံးထားပါဗျ။သူတို့ကြော်ပြီးတဲ့အခါမှာစားမကောင်းဆိုလို့ရှိရင်အများကြီးကြော်လိုက်ရင်လဟာသက်ဖြစ်သွားမှာဆိုလို့ပေါ့နော်။ဒါပေမဲ့လည်းကြော်ပြီးတဲ့အခါမှာစားရတာလုံးဝမလောက်ပါဘူး။အရင်စားလို့ကောင်းပါတယ်။ကဲစုကတော့ပဲပြားလေးတွေကိုအတုံးသေးသေးလေးဖြအောင်လို့ထိထားပါဗျ။ပြီးရင်တော့အရသာအတွက်စားရရသာမုံလေးရဲ့နဲ့အရသာလေးဝင်သွားအောင်လို့နေထားပါမယ်။ဒါမှစုလို့ပဲပြားကလည်းအရသာရှိနေမှာပေါ့နော်။ ဖဲပြားရဲကိုရတဲ့နှစ်ထားတော့မှဆူဂျင်းလေးကိုခပ်ပပလေးလာပြီးတော့လှိထားပြလိုက်ပါမယ်။ပပလေးရဲ့ဂျင်းလေးကိုလည်းကြီးတာကြောင့်အခုလိုမျိုးနှစ်ပိုင်းသုံးပိုင်းလောက်ပြန်ပြီးတော့ပိုင်ထားပြလိုက်ပါရစေ။ကျွတ်တွန်ဖြူ၅မှ၆မှလောက်ကိုလည်းခပ်ပပလေးလှိထားပြလိုက်ပါရစေ။ကျွတ်မဲကိုတော့စုကနှမျိုးလှိထားပါတယ်ပထမနှမျိုးကတော့အခုလိုမျိုးခပ်ပပလေးလှိထားဖြစ်ပြီးတော့နောက်တစ်မျိုးကတော့အခုလိုမျိုးအချောင်းလေးလှိထားလိုက်တာပါ ကဲပြီပြီဆိုရင်တော့သူတို့စပြီးတော့ပဲပြားလေးကြော်ပေးပါမယ်။ပဲပြားကြော်ဖို့အတွက်အရင်ဆုံးအိုးရဲကိုစီထည့်ပါရက်။စီပူလာပြီဆိုရင်တော့ပဲပြားလေးကိုထည့်ပြီးတော့ကြော်သွားပေးလိုက်ပါမယ်။ပဲပြားရဲ့မျက်နှာပြင်လေးကအယောင်လေးလုံးဝပြောင်းလာပြီးတော့မျက်နှာပြင်လေးတွေတင်းလာပြီဆိုလို့ရှိရင်တော့ပဲပြားကြော်လေးရရသွားပါပြီ။ပဲပြားတွေကိုအရင်မှာသွားရည်ဒီသူတို့မကြော်ပေးပါဘူး။နည်းနည်းလေးတင်းတင်းလေးဖြစ်လာပြီဆိုတာနဲ့ဒီပဲပြားတွေအကုန်လုံးကိုဆဲထုတ်ထားပေးလိုက်ပါမယ်။ပဲပြားကြော်ကအရင်မှာသွားမယ်ဆိုရင်သူတို့ထည့်တဲ့အရသာတွေကဒီရဲကိုမဝင်နိုင်တော့ပါဘူးနော်။ ်ကဲဆူတို့ပဲပြကြော်လေးတွေဆက်ပြီးပြီဆိုလို့ရှိရင်တော့စီများရင်စီတွေကိုပြန်ဆက်ထုတ်ထားလိုက်ပါမယ်ပြီးတာနဲ့စီနည်းနည်းထည့်ပြီးတော့မှလှီးထားတဲ့ဂျင်းတို့ကျွတ်တုံဖြူတို့ထည့်ပြီးတော့စီတက်ပါမယ်တစ်ချက်နှစ်ချက်လောက်အနံ့လေးမွေးအောင်မွေပြီးတာနဲ့ကျွတ်တုံမိတ်လေးထည့်ပါမယ်ပြီးတာနဲ့ကြော်ထားတဲ့ပဲပြတွေအကုန်လုံးထည့်ပြီးတော့မှတေချာလေးနှံ့သွားအောင်မွေပေးလိုက်ပါမယ်ရတာအတွက်တော့သူ့တွေကိုပဲငံ့ပြရေးအကြီးတစုံခွဲလောက်တုံးပါရယ်မာလာအမောင့်ကိုတော့ကိုကြိုက်တဲ့လောက်ထည့်လို့ရတယ်အဆက်ဆိုင်ရင်စားနိုင်တဲ့လောက်ထည့်လို့ရပါရယ် တကယ်လို့ကိုကမာလာအမောက်မတုံးခြင်းဘူးမာလာအနှစ်ပဲတုံးခြင်းနဲ့ဆိုရင်လည်းပန်းခတ်မြားရဲ့အကြည်မထဲတော့ပဲနဲ့မာလာအနှစ်တစ်မျိုးတည်းနဲ့ပဲကြော်လို့ရပါတယ်။ဒီရသားတွေအားလုံးတေချာလေးဝင်သွားအောင်မှွေပြီးပြီဆိုရင်တော့သူတွေကိုစက်တော့မိတ်လေးအုပ်လိုက်ပါမယ်။ ကဲဒါဆိုလို့ရှိရင်တော့မာလာရတာလေးနဲ့အရန်မွေးပြီးတော့စားလို့ကောင်းတယ်ပဲပြမာလာကြောင့်မွေးလေးရတော့ပြီးတော့ပါပြီဆေးရဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုသစ်လေးအတွက်လည်း channel လေးကို subscribe လုပ်ပြီးတော့ဘီနာခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ဖို့မမေ့နဲ့အောင်နော်ဆေးရဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တဦးတယောက်ရှင်ဒီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ကြပါမယ်ကျေးဇူးပါ